နော်ဒီနေ့ပြပြပေးတော့မှာကတော့ရက်ထိုင်းနိုင်ငံမှာနေရတဲ့ဖြစ်အတွက်ရက်90တောင်ထုံနေသေးပါကျွန်တော်ပြမအုပ်ဆုံးအမ်ခုခဲ Chrome နဲ့ဝင်ပြီးတော့ကျွန်တော်တို့ဇက်ဘာမှာ 90D report online ဆိုပြီးရရှာလိုက်ပါတယ်အဲကြောင့်ပြီးရင်ကျွန်တော်တို့တွေ့ရဲ့ထိုင်းတွေကတော့ website လေးတစ်ခုရောကျွန်တော်ဝင်လိုက်ပါတယ် Hey website ထဲမှာကျွန်တော်တို့ထိုင်းစာမှာအဖတ်သက်တဲ့တွေအတွက်အင်္ဂလိပ်လိုကြောင်းလို့လည်းရလို့ ဟေးအောင်သားလေးမကျွန်တော်ဝမ်းပြတဲ့အထက်မှာ19 day report online ဆိုတဲ့ဟာလေးကိုနေလိုက်ပါအာမင်းကျွန်တော်တို့90 day report online notification click here as well လို့တင်နေလိုက်ပါအဲ့ချိန်မှာသူတို့ရဲ့ website စာနှစ်နာဦးရောက်တော့ဖြစ်ပါတယ်အဲ့ချိန်မှာကျွန်တော်တို့ဟို account ဖွင့်ပေးရပါမယ်90 report online team account တစ်ခုလိုအပ်ပါတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့အမ don't have an account ဆိုတဲ့ဟာလေးကိုနေပြရခင်ပါတယ် အဲ့နေပြီးရင်ကျွန်တော်တို့ register လုပ်ပေးရမှာပါကျွန်တော်တို့ my email ရဲ့အဓိက email ရှိဖို့လိုပါတယ်ကျွန်တော် email address ကိုခင်မဲ့ခင်ပြီးရင်ကျွန်တော်တို့နာမည်ခင်ပေးရမှာဖြစ်ပါတယ်နာမည်စာနေဆိုရင်မှနောက်ဆုံးစကလုံးရဲ့အောက်ကဟာတော့ share ကိုရဲ့စကလုံးကိုခင်ပြီးတော့ဖုန်းနံပါတ်ဖြည့်ပေးရမှာဖြစ်ပါတယ်ပြီးရင်တို့ security အတွက်အဲ shit manner voice ခွဲပေးထားတဲ့ဟာဖြစ်တဲ့အတွက်အဲ့အောက်ကဟာကို man လေးဖြည့်ပေးပြီးတော့ apply ဆိုတဲ့ဟာလေးကိုနေပေးလိုက်ရမှာပါ ျွန်တော်ဒီမှာတတိယထားပေးရမှာကျွန်တော်တို့ဩချီအီးမေးလ်ဟာကျွန်တော်တို့ခုံထဲမှာရှိနေတဲ့အီးမေးလ်ဖြစ်ဖို့လိုပါတယ်အဲ့ဒါမှသူတို့အနေနဲ့ကျွန်တော်တို့ကိုဟို password ကိုချပေးမှဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ကျွန်တော်တို့ရဲ့ gmail ကဲကိုတစ်ချက်ဝင်ကြည့်ပြီးတော့ဆင်ပေးရမှဖြစ်ပါတယ်ဟုတ်ဆိုရင်ကျွန်တော်တို့ ။ email မှာကျွန်တော်တို့ email address နဲ့ password ရယ်ပို့ပေးထားရည်ပါတယ်။အဲ့ဒါနဲ့ကျွန်တော်တို့ခုနမူရင် website ကိုတွားပြီးတော့ကျွန်တော်တို့အမ edit into ပို့ထားတဲ့ email address နဲ့ password ကိုဖြည့်ပေးရမှာဖြစ်ပါရဲ့။ခုနပို့ထားပေးရတာပေါ့နော်။ကျွန်တော် account ဖွင့်လိုက်တဲ့အချိန်မှာပို့ထားပေးရကျွန်တော် Gmail ရဲ့သူပို့ထားတဲ့ password ရဲ့အောက်ကသူ security check တဲ့ hey ကနန်းနေကိုမအောင်ဖြည့်ပေးပြီးတော့နေပေးရမှာဖြစ်ပါတယ် Heite ma ကျွန်တော်တို့ကအတိတ်တင်မှာဖြစ်ပေအတွက် new application အပေါ်အစားကြောင်းလေးကိုနေပြရမှာဖြစ်ပါတယ်။ဒီချိန်မှာကျွန်တော်တို့ Nandi report တင်မှုအတွက် phone ခူးကြလာပြီဖြစ်ပါတယ်။ iPhone နဲ့မှာကျွန်တော်တို့ division long tbm မှာဖြစ်ပါတယ်။ passport နံပါတ်ကတော့ကျွန်တော်တို့ passport ပိုင်းဝန်ဆောင်မြတ်နံပါတ်ပါတယ်။ CNSO CI passport ကို passport age နံပါတ်ကိုထည့်ပေးရမှာပါ။ပြီးကျွန်တော်တို့ nationality မှာမြန်မာဆိုတဲ့ဟာကိုရေးပေးရမှာဖြစ်ပါတယ်။ပြီးရင် ကျွန်တော်တို့စာနေစာနေဆိုတော့မှကျွန်တော်တို့က last name ကျွန်တော်တို့ရဲ့ passport မှာပါရဲ့နောက်ဆုံးနာမည်ကိုထည့်ပေးရမှာဖြစ်ပါတယ်။ပြီးရင် given name မှာတော့ကျွန်တော်တို့ရဲ့နာမည်ပြည့်စုံရှိရဟောဖြည့်ပေးရမှာဖြစ်ပါတယ်။ middle name ကတော့ဖြည့်ပေးစရာမလိုပါဘူး။ပြီးရင်ဂျန်နာနေရာမှာကျွန်တော်တို့ကျွန်တော်ကယောက်ျားလေးဖြစ်တဲ့အတွက်မေးဦးရေးပေးလိုက်ပါတယ်။ဒီကဘက်မှာတော့ကျွန်တော်ရဲ့မွေးလေးဖြစ်တဲ့ဟာကိုကျွန်တော်ထည့်ပေးလိုက်ပါတယ်။ရဲ့ရဲ့ line name ကျွန်တော်တို့ passport တွေအတိုင်းမမကန်ကန်ဖြည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာပြီးရင်ကျွန်တော်တို့ arrive at Thailand day ဆိုတာကတော့ကျွန်တော်ခုဖိနားမှာပြားထားတဲ့အတိုင်းပဲကျွန်တော်တို့ထိုင်းနိုင်ငံဝင်ရောက်လာတဲ့ကျွန်တော်တို့ရဲ့ visa သုံးနှစ်မှာပါတဲ့ date ကိုကျွန်တော်ဖြည့်ပေးရမှာဖြစ်ပါတယ်အဲဒီအချိန်မှာကျွန်တော်ကတော့24ရက်ဇူလိုင်2020နှစ်မှာဝင်ရောက်လာပြီးတော့ကျွန်တော်23ရက်ဇူလိုင်2026မှာတက်တန်းကုန်းဆုံးမှာဖြစ်ပါတယ်ကျွန်တော်အနာအူအမိုင်ခန်ခန်နဲ့အပြေဆုံးဖြည့်ပေးလိုက်ပါမယ် ပြီးရင်တော့ကျွန်တော်တို့ဒီအောက်ကနေနဲ့ကျွန်တော်နေခဲ့ဘူးတဲ့နေရာကိုဥပမာပြပေးတာဖြစ်ပါတယ်ကျွန်တော် breathing name နဲ့ owner SP Kono ဆိုတာကိုကျွန်တော်နေရဲ့ကွန်နိုနာမည်ပေါ့နော်အဲ့ဒါကိုထည့်ပေးလိုက်တဲ့ပြီးရင် address နံပါတ်မှာတော့အများကြီးရှင်းဝေးစဉ်းစားလာမလို့ဝင်တဲ့ကိုနေရဲ့ခန်းနံပါတ်ကိုတတို့ရှင်းပြပေးနိုင်ရပါတယ်ပြီးရင်ဆွဲလန်နေရာမှာတော့ကျွန်တော်တို့ဟိုကိုခဲထဲမှာကျွန်တော်တို့ရောက်ရှိတဲ့နေအောင်ထောင်းလိုက်ရင်ကျွန်တော်တို့အေးကနောက်ဆုံးမှာပါတဲ့ကျွန်တော်တို့ပေါ့ဟို location number ကိုထည့်ပေးနိုင်ဖြစ်ရပါတယ်။ပြီးရင်ကျွန်တော်နေရပထမလာနေခေါင်းလုံးခေါင်းဟုတ်ဆိုတာကိုအစင်လိုက်ထည့်ပေးလိုက်ပါတယ်။ပြီးရင်ကျွန်တော်အောက်ဆုံးမှာကျွန်တော်သိရှိနားလည်ဆိုရဲအောင်အမိုင်းကြီးချပေးပြီး confirm နေပေးလိုက်အောင်ပါပဲ။အဲ့ဒီချိန်မှာသူကကျွန်တော်တို့ဒီကနေတင်လိုက်တဲ့ founder လိုက်တဲ့ဟဲ့ရန်တွေကိုကျွန်တော်တို့ PDF file နဲ့နေရမှာဖြစ်ပါတယ်။ပြီးရင်ကျွန်တော်တို့ကိုရဲ့ Gmail ကဝင်ထားတဲ့ အဲအလောင်းဂျီမေပလီကေးရှင်းတဲ့ကိုတစ်ချက်စစ်ကြည့်ပေးပါစစ်ကြည့်ပြီးရင်သူတို့ဘက်ကနေပြီးတော့ကျွန်တော်တို့ကိုကျွန်တော်တို့တင်တဲ့ဖောင်ရောက်ရှိတဲ့အကြောင်းကိုသူတို့စာပို့ထားရှိပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ passport number ရဲ့အဲ့ဒီကနေသူတို့ဘယ်ချိန်မှာသူတို့ကနှဆိုင်ရရှိပါတယ်ဆိုတဲ့အကြောင်းကိုပေါ့နော်သူတို့ review လုပ်မှာပေါ့နော်ပြီးမှကျွန်တော်တို့ကိုပြန်ပြီးတော့ပြန်နေပို့ဆောင်ပြမှာဖြစ်ပါတယ်အဲ့ဒီကြာချိန်ကကျွန်တော်ခက်မှန်းဒီတရက်ကြိုးလောက်တော့ကြာပါတယ်ပြီးရင်သူတို့အနေနဲ့ကျွန်တော်တို့ကို ဟိုထပ်ပြီးတော့ပို့လာပါပြီ approve ဖြစ်တဲ့အကြောင်းပေါ့နော်အဲ့ချိန်မှာကျွန်တော်တို့တို့ရက်63တွက်ကျွန်တော်တို့ကို game လည်းပြီးတော့ရက်63ထူတာလေးကိုပို့ဆောင်ပေးပါတယ်အဲ့ချိန်မှာအောက်ကများလေးပါတဲ့ဟာလေးကို download ရင်ကျွန်တော်တို့ဒီလိုမျိုးဟိုရက်63ကို online နဲ့ထူတာရဲ့ seminar လေးကိုရရှိဖြစ်ပါတယ်ကျွန်တော်တို့ခုလိုရက်63ကိုတပြားတစ်ချမ်းမှာကုန်စရာမလိုဘဲနဲ့ online ကနေပြီးတော့မှအခုရဲ့ခွေးချက်လက်မှန်ကစားဖြည့်ပြီးတော့ 哦，东南的人也可能懂我，我来让你储备点片，明明我恐怕接下来得打的路。အရန်လိုကူစင်ပြေးတဲ့ကြောင်းကိုကျွန်တော်နိမ့်အောင်လေးပြန်ပြချင်ပါတယ် sharing လုပ်ပေးတာဖြစ်ပါတယ်အားလုံးပဲစင်ပြေးကြပါစေ